မင်္ဂလာဘုံကျော်ညောင်ကန်ဆရာတော်ဘုရားကြီးပြန်ဆိုရေးသားတော်မူခဲ့သောပုံတော်ဆုံး950ဇဝတ္ထုဏိတံကိုယ်တိုင်လဲသည့်တိထိုက်သူလဲသည့်စီမြတ်ဗုဒ္ဓအရှင်တော်ဘုရားသည်တင်ချီလေးရဲ့တသိန်းကကာလပတ်လုံးတပိညုတညံတော်အတွက်အင်္ဂါချစ်လက်အသက်ကိုပါဆွံ့လျက်ပါရမီတော်များကို ဖြစ်စည်းဘူးတော်မူခဲ့လေသည်ယင်းသို့ဖြစ်စည်းဘူးတော်မူခဲ့သဖြင့်လဲထိုက်ထိုက်တန်တန်တပ်ပညုတညံတော်ကိုရတော်မူလေသည် ပထမဆွမ်းအားထိုတပ်ပညုတညံတော်ဖြင့်တိတိုက်တည်တင်သော တရားမှန်သမျှကိုအကျဉ်းချံမရှိစေဘဲမိမိလိုလို ကိုတော်တိုင်းသိမြင်တော်မူပြီးဖြစ်လေသည်ထို့သို့အကျဉ်းချံမရှိ ကုံစင်အောင်တည်တော်မူခြင်းဒီလဲတည်ရန်မှန်ကမကြံရအောင်လုံးဝကုံစင် အကုန်မြင်တက်ပင်ညာတော်ဆွမ်းတီဟူသည်နှင့်အညီတက်ပင်ညူတာညာတော်ဤပထမဆွမ်းအားဖြစ်သည်ထိုတက်ပင်ညူတာညာတော်ဤပထမဆွမ်းအားဖြင့်တည်ပြီးသောတရားများတွင်ဖျားရှင်နှုတ်တင်သာဆိုင်သောတရားပစ္စေကဗုဒ္ဓတို့နှင့်သက်ဆိုင်သောတရား ယန္တာပုဂ္ဂိုလ်များနှင့်သာဆိုင်သောတရားအနာကံတကတာကံသောတာပန်တို့နှင့်သာအတီးကြီးဆိုင်သောတရားတို့ဟု၍အကတ်အသက်အပိုင်းအခြားရှိ၏ထို့သို့အကတ်အသက်အပိုင်းအခြားရှိသော တရားများစွာတို့မှထိုက်တင်ရာရာတရားတို့ကိုထိုက်တင်ရာရာပုဂ္ဂိုလ်တို့အားပိုင်းခြား၍တည်စီရစီတော်မူလေသည် ထိုသို့တိစေရစေတော်မူသောကြောင့်လေထိုထိုတိပြီးရပြီးသူတို့သည်နေဘူးတောင်တစ်ဖက်ကန်းသို့တက်လန်းဤငင်း၍ချမ်းသာကင်းကြီးများစိုက်ခဲ့ကြပြီသည်ဒုတိယဆွမ်းအားထိုသို့ချမ်းသာကင်းကြီးများစိုက်ခဲ့ကြရာချင်းသည်တိတိုက်သူတို့အားတိတော်တရားညာအပြား၌ဟောထားဆက်ပွဲ နီးတွေတွေကိုခြေလဲဆုံးလင်အကုန်မြင်တပ်ပြညာတော်အစွမ်းတီဟူသည်နှင့်အညီတပ်ပြညုတညာတော်ဤဒုတိယစွမ်းအားဖြင့်ဟောနီဟောဘုံနီးဆုံးဟောကြားတော်မူသောကြောင့်ဖြစ်ပေသည်စံကျယ်ဆုံးလင်သောနီးတို့ဖြင့်ဟောဖို့ညွန်ပြဆုံးမရာတွင်လဲဓမ္မပရိက္ခာကတရားတော်ကိုခံယူသူတို့တွင် တရားရမည်ပုဂ္ဂိုလ် ကျွတ်ထိုက်သူတို့၌မိတိပုဂ္ဂိုလ်တွင်မိတိအင်တီနှင့်ဆရာလွန်ကဲ့သည့်အစရှိသည့်ဖြင့်တေချာစွာသည့်ဖြင့်ထိုထိုပုဂ္ဂိုလ်၏ထိုထိုအင်တီဆရာတို့နှင့်လိုက်လျောညီထွေရှိစေရန်ရွေးချယ်ညွှန်ကြားဟောတော်မူသောအဖြစ်မက်လန်းဖိုလန်းတို့ရှောင်းလန်းနိုင်ကြပြီးတန်တရာဝိဆက်တွင်အဝိဇ္ဇာတနာတို့၏ ဆူမှုချုပ်ချယ်ခြင်းမှလွတ်လပ်သည့်နိဗ္ဗာန်တည်းဟုသောအေးငိမ့်နိုင်ငံကြီးကိုတီထောင်ခံစားနိုင်သောတစ္ဆာအတိမခင်ကျင့်စဉ်တို့ဖြင့်ရရှိခံစားကြရပြီသည် တတရားဆွမ်းအားထို့သို့အဝိစာတနာတို့ဤဆူအုပ်ချုပ်ချယ်ခြင်းမှလွတ်လပ်သောအေးငိမ့်နိုင်ငံတီထောင်ခံစားနိုင်ခြင်းမှာ ကျွတ်ထိုက်ကြပြီးမြားဝေနေ၏အိန္ဒြေစရသူအကြိုက်ကိုနှိုက်ချုပ်ဆုံးလင်းအကုန်မြင်တပ်ပြညာတော်အစွမ်းတီးဟူသည်နှင့်အညီတပ်ပြညုတညာတော်ဤတတရဆွမ်းအားဖြင့်တရဝါတို့ဤကျွတ်ထိုက်မကျွတ်ထိုက်သောအိန္ဒြေစရိုက်တို့ကိုတိပြီးတိတော်မူသည့်အတိုင်းလိုက်လျောညီထွေဟောကြားတော်မူလေသောကြောင့်ဖြစ်ပေသည် 950စက်တော်များကိုဟောကြားပုံဧကနိပမအတိတိနိပအတိဇက်တော်များနှင့်မဟာနိပဇက်တော်များတွင်ဖယားရှင်သည် ဖြစ်ပေါ်လာသောအကြောင်းအားလျော်စွာထိုထိုပုဂ္ဂိုလ်တို့၏အတိတ်ဖြစ်ရက်ဇလန်းတို့တွင်တထက်ထဲတူညီသောဖြစ်ရက်တို့ကိုတပ်ပြညွတ်တာညံတော်၏အစွမ်းအားဖြင့်ပြန်ပြောင်းကြည့်ရှု၍ စံပြုဟောကြားတော်မူခြင်းဖြစ်၏ထို့သောနိနွယ်ဆက်ဆက် ဖြစ်ရဖြစ်ပုံကိုစုံလင်ပြေဝအောင်ဟောကြားသဖြင့်အင်းငိမှုကိုခံစားကြရပေသည် အကြောင်းရင်းခံဒေဝရက်ကဲ့သို့ပုဂ္ဂိုလ်အတွက်ဒိယအကျိုးမများစေတော်လဲအခြားသောတရားနာပိဋကတို့မှာအကျိုးခံစားကြရပေသည်ထို့သောအကျိုးခံစားစေနိုင်အောင်လဲ ထိုထိုပြိသက်ဤဇယိုင်းနှင့်ထိုက်တန်သော ဖြစ်ရကိုရွေးထုတ်စီစဉ်တစားဆင်၍ဟောတော်မူခြင်းဖြစ်၏ထို့ကြောင့်950စတော်များသည် ဥပမာယမိတေကိစေအတံဇာနန္တိပဏိတာဟူသော စကားအရာပါဠိဖြင့်ဖော်ပြလျှင်တိလွယ်မြင်လွယ်ကြသဖြင့်ဥပမာနှင့်တူသော ဓာတ်ရိုက်ဖြစ်ရဲ့တို့ဖြင့်ကျွတ်ထတရားတိတိုက်သောတရဝါတို့အားတရားတန်ဝေကဖြစ်စေရန်တရားတိစေရန်အလွယ်ကူဆုံးသောဟောပြောနည်းဖြင့်ဟောထားသောဇတ်တော်များဖြစ်၏ယင်းဇတ်တော်များသည်မူရင်းအရေးအတွက်အားဖြင့်948ရှိလေသည်တို့ရာတွင်ခေါ်လွယ်ကူစေရန်အတွက်950ဟု ခေါ်တွင်နေခြင်းဖြစ်သည်ပကံဝင်တောင်းမင်းပြုစုသောဆက်စရင်တွင်က1ဝီလာမဆက်2မန္ထမဟာခောဝိန္ဒဆက်3တုမီတာပန္နိတာဆက်ဟူသောဆက်3ဆက်2ကိုပကိဏကနိပတ်ဤအစုံ၌ထည့်သွင်းရည်သွက်ခါပကိဏက16ဖြစ်၍ဇက်ပေါင်း950ဖြစ်လည်သည် ဇက်အထာကထာစီယာလင်္ကာတိပမိသောတိဟုကျွန်းယခုတိရိလင်္ကာ၌မာနာမမင်းအုပ်ဆိုးစဉ်တဏ္ဍတက္ကရိ930ခုနှစ်ကျော်လောက်တွင် အရှင်မဟာဗုဒ္ဓခေါတာမထေရသည်ပြိကတ်ပါဠိတော်များ၏အဖွဲ့အထာကထာကျမ်းများကိုမဟာအထာကထာစသောရှေးအထာကထာကြီးများကိုမြင့်ညံပြု၍ရေးသားရာ၌ ခုတ်ကာနိကေတွင်ပါဝင်သောမြတ်စွာဘုရားရှင်၏အကျဉ်းကာထာဖြင့်ဟောထားအပ်သည့်ဇာတကပါဠိတို့ကိုအခြေဖွင့်ဆိုသောဇာတကအထာကထာများလည်းပါဝင်ခဲ့လေသည်ညောင်ငန်းဆရာတော်1135-1183အရှင်မဘုဒ္ဓခေါသရေးသားခဲ့သောဇာတကအထာကထာများသည့်ပါဠိဘာသာဖြင့် ရေးသားဖွင့်ဆိုထားသောစံစာများဖြစ်၍ပါဠိဘာသာကိုမကျွမ်းကျင်သောလူပုဂ္ဂိုလ်များအတွေ့ဖတ်ရှုလေ့လာဖို့ခက်ခဲလာပြီးသည်ထို့ကြောင့်ဘာသာပြန်အကျော်ညောင်းငန်းစရာတော်သည်ပါဠိဘာသာမကျွမ်းကျင်သူများအတွေ့ဆက်အထာကထာများကိုအမျော်အမြင်ကြီးစွာအပြည့်အစုံမြမစကားဖြင့်ပြန်ဆိုရေးသားခဲ့ပြီးသည်ရင်းညောင်းငန်းစရာတော်သည်အလုံးမြို့နယ် ညောင်ကန်ကြီးရွာ၌1135ခုနှစ်တွင် ဖွားမြင်၍အသက်15နှစ်တွင်တာမဏိပြုကျောင်းနှင့်1183ခုနှစ်တက်တော်68နှစ်တိတ်ခါတော်48ဝါအရာတွင် ပြန်လည်တော်မူကြောင်းမှတ်တမ်းများတွင်တွေ့ရှိရလေသည် ထိကနေတရပန်တိနှင့်မြန်မာပြန်အထာကထာမြန်မာပြန်များမပေါ်မီ ဇတ်တိကနှစ်ချံဇတ်ပါဠိတော် နေတရာချံဇတ်ခန္တိချံဇတ်အထာကတာနေတရာချံများပေါ်ပေါက်ခဲ့ပြီးသည်ထိကာချံများမှာတိဟုကျွန်းတိတိလင်္ကာနိုင်ငံအနုရာဟာမြို့ဤအနောက်ဗဒရတ္ထိတ်ထအကြောင်းအနေရှင်ဓမ္မပါဠမထေရသောဇတ်တိကနှင့် ပစ္စမတန်ကာယနာတင်ဘဝရှင်မင်းတရားကြီးလက်ထက်မောင်းတောင်းကြီးရွာစာတိဒုတိယမောင်းတောင်းဆရာတော်ရေးသားသောသတ္ထိကဟု၍ထိကနှစ်ချမ်းရှိခဲ့လေသည်သကပြည်မြမပြန်များမှာပိရိကတ်တော်သမိုင်းအရာ တပင်းမြို့စီရင်စု မုံတိုင်ပင်ဆရာတော်ရေးသားသောသကပြည်နှင့်မင်္ဂလာပုံကျော်စံကျောင်းတော်နှင့်ဒုတိယညောင်ငန်းဆရာတော် ရေးသားသောယခုဖတ်ရှုရမည်စကားပြေဟု၍နှစ်ချမ်းမြပေါ်ပေါက်ခဲ့လီသည်မြမစကားပြေမပြန်ခင် ကဘာတွင်နှက်ဤဇတ်တော်များမှာမြမဘာသာဖြင့်မပြန်မီရှေးရခင်ကပင် ကဘာရရသို့ပြတ်နှံ့နေကြောင်းကိုအရေးအမှုသိရှိရပေသည်၎င်းမှာတက္ကရာစာပြေတွင်ထင်ရှားသော ပြင်စတဏ္ဍရကျန်းတဆောင်ရှိလျာရင်းကျန်းတွင်ပါရှိသောမူလအခြေခံများကိုဖယားရှင်ဟောကြားတော်မူအပ်သောဇတ်တော်များနှင့်တူညီစွာတွေ့ရှိရာကြောင့်တက္ကရာကျွမ်းကျင်သူတို့၏အဆိုအရသိရှိရပြီသည်ထိုပြင်စတဏ္ဍရကျန်းမှာဘာသာအမျိုးမျိုးဖြင့်ပြန်ဆိုထားသည့်ကျန်းတဆောင်ဖြစ်၍ကဘာရဲ့ရဲ့သို့ပြန့်နှံ့နေသောကြောင့်ဇတ်တော်များသည် ကဘာရရက်တို့ပြက်နှံ့နေကြောင်းထောက်ရှုသိရှိရခြင်းဖြစ်သည်ဖြန့်ချီထိုး၏ကဘာတို့တွေ့ဝိုက်ပြက်နှံ့နေသောဇက်တော်များကိုမြမပြည်သူတို့အလွဲတကူကြည့်ရှုမှတ်သားနိုင်ရန်ပါဠိတော်ကာထာများကိုအ내ပြန်ဆိုနေတရာရည်ပြီးအထာကတာပါဠိဘာသာများကိုမြမစကားပြီးရေးသားပြန်ဆိုထားသော ညောင်ကန်ဆရာတော်၏950ဇဝိထုများအပြည့်အစုံပထမတွဲမှပစ္စမတွဲအထိ၅တွဲလုံးကိုဓမ္မစတိယပါရိပါရကူပွေရပညာရှင်များကစတ္ထမူပါဠိတော်အထာကထာများနှင့် တိုက်ဆိုင်တည်ဖြတ်ပြီးခင်ချူထွန်းစာပေအမှတ်86 39လမ်းရန်ကုန်မြို့မှတန်ဖိုးရင်းနှီးများစွာဖြင့်ရင်းနှီးမြုံနှံ၍ စာချစ်သူဓမ္မသူတည်တည်များအတွက်မေတ္တာစေနာရှိထား၍ရိုက်နှိပ်ဖြန့်ချီလိုက်ပေသတည်းပါဠိဆရာကြီးဦးစိုးမြင့်တာဏဒဇသီရိပဝရဓမ္မစတိယ1336ခု1995ခု